။ဆွာဗျာဒီဒေသနာလေးနှစ်ပုဒ်ကိုဟောတာတော့ဗတ္တိယမြို့ရောက်တဲ့အခါကျတော့ယဟန်နေရမြတ်စွာဘုရားကိုရှောက်ကြတာဘုသူအကြောင်းရှောက်တာတုံးဆိုတော့မူရင်းနေကံဗတ္တိယယဟန်နေရအကြောင်းကိုရှောက်တာဘာရှောက်တာလဲဆိုတော့မြတ်စွာဘုရားတဲ့ဗတ္တိယယဟန်နေဟာယဟန်အလို့ကိုစ조사အထုံးမှုမရှိဘူးသူတို့ဘာလုပ်နေကြတုံးတနေ့တနေ့သူတို့စီးတဲ့ဖက်နှက်ကိုပဲအလှဆင်နေကြတ ဟုတ်လားဖះလက်ထက်ကဖြစ်ပြက်ခဲ့တာเนาะရေတရားလေးဟုတ်လားဘာလုပ်နေတာစီးတဲ့ဖနက်ကိုအလှပြင်နေတာလေเนาะမြက်ကလေးတွေနဲ့ထိုးပြီးတော့ဖနက်ကိုเนาะပုံချမ်းမျိုးစွာနဲ့ဖနက်ဖြစ်အောင်ထုတ်လုပ်တဲ့ဒီဇိုင်းမျိုးစုံဖြစ်အောင်လုပ်တဲ့ဖနက်ကိုပုံကြီးချဲ့နော်ဘလို့မှမတင့်တော်ဘောเนาะယဟန်တပါဆိုတော့ပို့ပြီးတော့ဘာဖြစ်သွားတော့အယုတ်ဆိုးသွားတာပါနော်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဒီဃာထာလေးကိုဟောတာ ကိုယ်အလုံးမဟုတ်တာကိုလုံနေတယ်ကိုယ်အလုံးကြတော့ပြစ်ထားတယ်မြင့်မောက်တဲ့စိတ်ရှိတယ်မေလျော့တဲ့စိတ်ရှိတယ်ဒီလူတွေရဲ့စိတ်ဟာအတော်တရားတွေပဲပုံလွှမ်းနေလိမ့်မယ်အဉဏ်ရှိတဲ့ပုံကိုယ်တွေကတော့အမြဲတမ်းခန္ဓာကိုယ်မှာတတိထားတဲ့အလုပ်ကိုကောင်းကောင်းမွန်မွန်လုပ်တယ်ကိုယ်မလုပ်ရမယ့်အလုပ်ကိုမလုပ်ဘူးကိုယ်လုပ်ရမယ့်အလုပ်ကိုဆွဆွမြင်းမြင်းလုပ်တယ်အဲ့ဒါဆိုလို့ရှိရင်တတိရှိကြတဲ့အတိရှိကြတဲ့အဲ့ဒီပုံကိုယ်တွေရဲ့စိတ်ဟာအတော်တရားတွေ ချုပ်ငြိမ့်သွားလိမ့်မယ်။အတော်တရားတွေရဲ့လက်ကနေသူရဲ့စိတ်ဟာလွတ်မြောက်သွားလိမ့်မယ်။ဒါဘုန်းကြီးတို့ဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးပန်းတိုင်ထားရမယ်အကျိုးရလတ်ပေါ့နော်။အဲ့ဒီအထိကိုကလိုလားတောင့်တတယ်ဆိုရင်ကိုလိုရမယ်အလုပ်ကဘယ်အလုပ်ဖြစ်မလဲ။တတိပဋ္ဌာန်အလုပ်ဖြစ်မယ်ပေါ့နော်။ဒါကြောင့်မြတ်စွာဘုရားကတော့တန်တရားတွင်မှချမ်းသာကြောင်းတရားတွေကိုလည်းပဲမဟာကရုဏာရှိထားပြီးတော့တတ္တဝါတွေအတွက်အများကြီးဟောခဲ့တာပါပဲ။ ဘဝမှာဘလို့နေရင်အဆင်ပြေမယ်နောက်ဆုံးပတ်စံဘလို့ရှာဖို့ဆိုတာကစံမြတ်စွာဘုရားဟောတာ၄ရှိပါတယ်ဒါပေမဲ့တကယ်တကယ်မြတ်စွာဘုရားအဓိကတတ္တဝါတွေရဲ့အပေါ်မှာသိစေချင်တာကတော့ဘဝကိုဒုက္ခလို့အမှန်ကန်နားလည်စေချင်တာဘဝရဲ့အပေါ်မှာဒုက္ခလို့အမှန်ကန်နားလည်စေချင်တာအဲ့ဒါလို့နားလေတော့ဘာအကျိုးရှိမှာလို့ဒုက္ခလို့တကယ်နားလည်ရင် နားလည်တဲ့လောက်ဘဝရဲ့အပေါ်မှာမမောတဲ့လောဘတဲ့ နည်းမယ်လောဘတက်နည်းသွားခြင်းဒီပင်လျင်ဒုက္ခရဲ့အကြောင်းတရားနည်းတာဖြစ်တဲ့အတွက်ကြောင့်ဒုက္ခတွေနည်းနေသွားလိမ့်မယ်နောက်ဆုံးဒုက္ခချုပ်ငြင်းခြင်းစီကိုအဲ့ဒီနီလန်းဖြင့်တယ်လေဘုန်းကြီးတို့ရနိုင်တယ်ရောက်နိုင်တယ်ဒါကြောင့်မြတ်စွာဘုရားအတိစီခြင်းလုံးเนาะတည်င်းစကားကဘာလဲဆိုရင်ဘဝဟာဆင်းရဲခြင်းများတာဖြစ်တယ်ဆိုတဲ့အမှန်တရားပဲအဲ့ဒါကိုတည်ခြင်းကပြောမကုန်နိုင်လောက်တဲ့အကျိုးကျေးဇူးရှိတယ် လူရင်းကတော့ဗါတော့ဘဝရဲ့ပုံမှာမမောမှုနေသွားမယ်ဒုက္ခလို့တကယ်အစအမှန်တိတဲ့တနေ့လောဘချုပ်ပါမယ်လောဘချုပ်ရင်နောက်ထပ်ဘာဒုက္ခမှဆက်ဖြစ်เสียကြောင်းရှိတော့အဲ့ဒါဗုဒ္ဓဘာသာတို့ရဲ့အစအမြင့်ဆုံးပန်းတိုင်ပဲဟုတ်ပြီနော်အဲ့ဒါစွန်းတကားတွေရောယောဂီတွေရောအနုမောဒနာတရားအနေနဲ့ ကိုယ်စိတ်တည်းကတွေးတဲ့မြင်တဲ့မယ်ဆိုရင်လည်းအနုမောဒနာတရားဖြစ်ပါတယ်။အောင်ဆိုကိုယ်အခုပါလုပ်ကိုလုပ်နေတာတော့ကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တဲ့ကောင်းတဲ့အလုပ်ကိုလုပ်နေတာ။အလုပ်တို့မြည်သည်အကျိုးရလက်နဲ့ဘယ်တော့မှကင်းကွာနေတယ်ဆိုတာရှိဘူး။ဒါလေးကိုတွေးပြီးတော့ဝမ်းသာရမယ်ပေါ့နော်။တဆင့်တက်ပြီးတော့လည်းပဲကြီးအကြီးမားဆုံးအကျိုးရလက်ကိုရဖို့အတွက်စိတ်ကိုဖြူအောင်ထားတဲ့အလုပ်ကိုအစဉ်အတန်းမြင့်မြင့်လုပ်နိုင်ကြဖို့မလိုဘူးလား။ အစင်တန်းမြင့်မြတ်အကောင်းဆုံးတန်ဖိုးအရှိဆုံးအလုပ်ကိုလုပ်နိုင်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမညံဘုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရသည်